ီနေ့မဟာဝေဒဘမန္တန်တဲကရှေ့ဂါထာ၃ခုကိုလက်ဆောင်ပါလိုပါတယ်မဟာဆိုတာကကြီးတို့မဟုတ်တော်လို့အဓိပ္ပာယ်ရပါတယ်ဝေဒဘဆိုတာကတော့တန်တန်ဆွေးနွေးပါမယ်မန္တန်ဆိုတာကတော့ရုပ်ပွားတရစေရတာပါအဲ့တော့ဝိဒဘမန္တန်တော်ကြီးလို့တနည်းဘာသာပြန်ရရအောင်ဓဘရဲ့ဝိရဲ့ ဝိရဓဗ္ဗရလို့နှစ်မျိုးပေါင်းထားပါတယ်သူတကာလေးသိချမှတ်တာနော်ဝိဆိုတာဘာတော့လို့ဆိုရင် highly လို့အဓိပ္ပာယ်ရပါတယ်နော် great လို့လည်းအဓိပ္ပာယ်ရပါတယ် variously လို့လည်းအဓိပ္ပာယ်ရပါတယ်ဝိရဲ့အဓိပ္ပာယ်တွေကအမျိုးမျိုးရှိတယ်ပေါ့ဓဗ္ဗဆိုတဲ့စကားလုံးကတော့တကာတကမတို့လည်းနားလည်ကြပါတယ်မြန်မာမှာ dress ဆိုတဲ့စကားလုံးရှိပါတယ် တရတောင်ဓာရီရာရီဘာလဲခြိုက်တာဘာလဲဒရပ်ဒရပ်ဆိုတဲ့စကားလုံးကဆန်စကရစ်ဘာသာစကားကနေပြီးတော့မှမြန်မာကယူထားတာပါအဲ့ဒီဆန်စကရစ်ဘာသာဒရပ်ဆိုတဲ့စကားလုံးကိုပဲပါဠိမှာကြတော့ဓဘာလို့ဒီလိုဖြစ်လာတာပါဒါတော့ drag တနည်းပြောရင် dabba ဆိုတာဘာတော့လို့ဆိုရင် material လို့ဆိုလိုပါတယ် မတီးရီယဲဆိုတော့ဘာပြောချင်တာရောလို့ဆိုဇီနာမာက general wealth ကိုပြောချင်တာပါ။အိုးအိမ်ပိုင်ဆိုင်တဲ့အချိန်မှာ ပိုင်ဆိုင်ရတာပါ။ကားရှင်ပိုင်ဆိုင်တဲ့အချိန်မှာပိုင်ဆိုင်ရတာပါ။ရှင်ငွေကြောင်းတမရများတွေပိုင်ဆိုင်တဲ့အချိန်မှာပိုင်ဆိုင်ရတာပါ။အဲ့ဒါလိုပဲအမျိုးမျိုးသောသုံးဆောင်ပွဲရာခံစားပွဲရာတွေမှန်သမျှ တရက်လို့ခေါ်ရမယ့်အရာတွေမှန်သမျှအာလုံးဒီနားမှာဒါပါတနည်းပြောရင်ဒရက်ပဲလို့ယူကြရအောင်တို့တကားတို့တကမာတို့မှာအခုအိုးအိမ်တိုက်တာနေစရာထိုင်စရာအဆောက်အုံတွေပြည့်စုံအကုန်လုံးနေပြီးဆိုရင်လည်းပဲရှိနေတဲ့အနေအထားကနေပြီးတော့မှပိုမိုကောင်းမွန်တဲ့အနေအထားကိုလူချင်းနေဆိုရင်တော့ရှေ့ကပြောခဲ့ လက်စွတ်တကွင်းကနေပြီးတော့လက်စွတ်ကွင်းတွေမြောင်များစွာရှင်ငေကြောက်တံပရမများတွေပိုင်ဆိုင်နေဆိုရင်တောင်မှတမ်းမှန်ပိုင်ဆိုင်မှုကနေပြီးတော့အထူးပိုင်ဆိုင်မှုတွေဖြစ်လာတာကိုဘာခေါ်တာတုံးသလိုရှိရင်ဝိဓဘလို့ခေါ်ပါတယ်အဲ့ဒီလိုမျိုးဝိဓဘအနေထားကိုရောက်စေတယ်ဖြစ်စေတယ်ဆိုရင်ဝလုံးကြီးတင်ဝိကနေပြီးတော့တဝေထိုးဝရေဝေလို့ဖြစ်သွားတယ် ီမန္တန်ကိုရုပ်ပွားတယ်ဆိုလို့ရှိရင်အိုးအိမ်တိုက်တာအဆောက်အုံတွေဟာရှိတယ်ဆိုရင်တောင်တန်မာနဲ့ပို့ပြီးတော့ရှိလာမယ်တိုးတက်တဲ့ဆိုရင်တောင်တန်မာရင်နဲ့ပို့ပြီးတော့တိုးတက်လာစေမယ်ဘသူကတိုးတက်လာစေမှာတော့ဒီမန္တန်ကတိုးတက်လာစေမယ်တို့တကားလေးနားလဲတယ်နော်စီးပွားရှာတဲ့နေရာမှာမျက်နာတွေပွင့်ဉင်သလားဒီခါထားကိုယွတ်လာလာပါတွေပွင့်ဉင်သလားဒီခါထားကိုယွတ်ဟုတ်တယ်နော်အဲ ပြောရေးဆိုရင်းစင်မှာအောင်မြင်ခြင်းသလားဒီခါတာကိုယွတ်တန်ဃာတော်အရှင်သူမြတ်တယ်ဆိုရင်တပွဲရနေပြီးတော့နှစ်ပွဲလိုခြင်းသလားဒီခါတာကိုယွတ်ဒီဦးစင်းရဲ့ဘဲဘက်ကဆရာတော်နေပြီးတော့မှာကြောင်းရှိပါတယ်ကြောင်းတိုင်ဆရာတော်တစ်ဖက်မှာထမ်းဆောင်နေရင်နဲ့ပရာဟိတလုပ်ငန်းကြီးတွေကိုလုပ်နေရင်နဲ့သာသနာတက္ကသိုလ်မှာကတိကအနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကလေးတွေယာချီပြီးတော့ကျွေးမွေးနေရတာမို့လို့ဟုတ်တယ်လားတနေ့တနေ့ကုန်ကြစိတ်တွေပါတော့ အများကြီးပဲပေါ့မှန်လားအဲ့ဒီလိုမျိုးကုံကြစိတ်တွေလောင်းကခြင်းနဲ့ကုံလုံးခြင်းနဲ့မျက်နာမငယ်ရပဲနဲ့ကျွေးမွေးခြင်းနဲ့ဆိုရင်ဒီကထာကိုယွလို့ဆိုလိုတာနားလဲလားမဟာဝိဒါဘမန္တဆိုတာလိုင်းပေါ်မှာရှားကြည့်ပါနော်ရွတ်ပွားဖို့လိုတယ်ရွတ်ခြင်းစိတ်လည်းရှိနေရမယ်ကြင့်ကြံဖို့လည်းလိုတယ်တဲ့ကောင်းပြီအရှင်ဖေဟာ तू ကဂါထာပေါင်းဘယ်လောက်ရှိပါတော့ဆိုရင်14ဂါထာရှိတယ် ီနေ့ဘဏ္ဍကာထာကိုပဲပြောမလို့သုံးကာထာကိုပဲပြောမယ်။ဥစဉ်ကပထမကာထာလေးကိုရွတ်ပြပါမယ်။ဗုဒ္ဓံတရဏံကိသာမိဣတိပိသောဘဂဝံအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတမ္ပံဒုတိယကာထာကိုပြောပါမယ်နော်။ဓမ္မံတရဏံကိသာမိသခါတောဘဂဝတာဓမ္မောတန်ဋိဌိကိုအဂါလိကော ေဟိပတိကိုဩပါနေယိကိုပစ္စတံဝေရိတဘောဝိညူဟိတိနတ္တိမေတရဏံအဉ္ဉံဓမ္မောမေတရဏံဝရံဟေတေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဆုတောင်းအထုလိုပဲသဘောပေါက်သလားဟောတုမေအာယုဝရဏံဒါကတော့အသက်မရှိလို့မရဘူးနော်ရှိကိုရှိမအောင်မြင်မှာနော်ဒါကြောင့်မို့ဒီဆုတောင်းတောင်းရမယ် ဟောတုမေဒုက္ခဝရဏံကိုအကျိုးအတွက်ချမ်းသာလိုတယ်။ပတ်ဝန်းကျင်အတွက်လည်းချမ်းသာလိုတယ်။ဒါကတော့ချစ်တဲ့သူတွေဒါကတော့ဘလောက်ပင်ပေးခြင်းပေးခြင်းကိုမရှိမပေးနိုင်ဘူး။ဥမတောင်းမှာပါလို့မတော့တီလာဆောင်နိုင်တာ။ဟုတ်တယ်လား။ကိုရှိမှသူများကိုဝေချမ်းနိုင်တာ။မှန်လား။တန်ဃာတော်ကိုသွားကြည့်ရအောင်။တန်ခံတရဏံကိစ္စမင်း උපදීපන්නෝ භගවඩෝ තවගතංගෝ උසෝ උපදීපන්නෝ භගවඩෝ තවගතංගෝ ඥායමදීපන්නෝ භගවඩෝ තවගතංගෝ තාමියසේ උපදීපන්නෝ භගවඩෝ තවගතංගෝ යරිදං සතරින් පුරින්තං යුගනි අඨපුරිත පුගලං ඒතං භගවඩෝ තවගතංගෝ ආහුනියෝ බාහුනියෝ တကိနေယောအင်းသလီကရဏီယောအနုတရံပုညခေတံလောကတာသူအသက်တာမကြိုက်ဘူးဆိုရင် မတတ်နဲ့နော်ဖခင်ကလိန်နာညာရာမကြိုက်ဘူးဆိုရင် မလိန်မညာနဲ့နော်ဖခင်ကတောက်တာစားရာမကြိုက်ဘူးဆိုရင်မတောက်မစားနဲ့နော်ဖခင်ကမိမိမှရှိနေတဲ့ဇနီးမိမိမှရှိတဲ့ခင်မုန်းနဲ့တင်းတိမ်ကြ အပိုးအစားတွေမလိုက်စားကြနဲ့လို့မိန့်တော်မူထားတယ်အဲ့ဒီအတိုင်းကြင်ကြံကြိုးကိုအားထုတ်နော်သူတော်ဘာရဲ့ဥစ္စာဆိုလို့ရှိရင်နဲ့မိမိရဲ့ပက်ဆံအိတ်ထဲမှာတကြတကြားမှဟုတ်လားမကောင်းသောနည်းနဲ့ဝင်လာတာမျိုးကို အလိုမရှိနဲ့တဲ့မိမိရဲ့ပက်ဆံအိတ်ထဲကိုရောက်လာတာမှန်သမျှသည် စင်ကြဲတဲ့ပက်ဆံဖြစ်ရမယ်သဘောပေါက်သလား အဲ့ဒီမြတ်စွာဘုရားသခင်ကိုကိုးကွယ်ပါ၏အဲ့ဒီမြတ်စွာဘုရားသခင်ကိုစိတ်ကပ်ပါ၏အဲ့ဒီမြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်တွေကဓာရီဓာရီဖြစ်ပါပေ၏အဲ့ဒီမြတ်စွာဘုရားသခင်ကိုဥထိတ်ရဲ့ပန်းစင်နာမှာ အခြားပြိုင်ဘက်မြည်သည့်ဘုရားကိုမှမကိုးကွယ်ပါဘူးတစ္ဆာဆိုကြစို့ဣဒိနာတစ္ဆာဝိဇေနဟောတုမင်းဆရာမင်္ဂလာဘလို့ဆူတောင်းလိုက်တော့အောင်ရအောင်ကြောင့်အောင်မင်္ဂလာအပေါင်းတွေ အောင်ရပါလို့ဤတို့အခုဒီညာဘက်မှာထိုင်နေတဲ့တရားတော်ကဆိုကြပါစို့ငါအသက်40တိုင်လို့ရှိရင်တော့ဒီအချင်းဒီဒီအချင်းနေရှိရမယ်လို့စိတ်ထဲမှာမှန်တတ်ချက်ရှိတယ်ဆိုပါစို့အောင်ကျင်သလားမအောင်ကျင်သလားအောင်ကျင်တာပေါ့အောင်ကျင်တယ်ဆိုရင်ဒီခါထားကိုရွရမယ်ဖရာစကားနားထောင်ရမယ်ကန္တာပနေရတော့နေရညမလို့အတိပယ်လေးပြန်ကြည့်အောင်မြတ်စွာဘုရားသခင်ကို ကိုယ်ဝေရာဟူ၍စိတ်ကပါ၏ ဖရာတပိတော်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားသခင်ဤထံတော်မှာအရံအစဘဂဝါအဆုံးရှိသောကိုးပါသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏မြတ်စွာဘုရားသခင်မတပံကိုးဝယ်ရဟု၍မရှိပါမြတ်စွာဘုရားသခင်သည်သာလျှင်ဖရာတပိတော်တို့ဤကိုးဝယ်ရဖြစ်ပါပေ၏ဤမင်္ဂန်တော်သစ္စာသကားကြောင့်အောင်ရအောင်ကြောင့်အောင်မင်္ဂလာအပေါင်းဖြစ်ပါ တကားတော့အသက်45နှစ်ဆိုရင်ငါတို့ကိုအိုးကိုအိမ်နဲ့ပြည်စုံနေမဟုတ်ဘူးနော်ဒီလိုဒီလိုမိဘတွေကိုလည်းထားကျင်သေးတယ်လို့နောက်တစ်ဆင့်တက်လိုက်တယ်ဆိုပါစို့အောင်မြင်စေရမယ်ဘာတော့လို့တော့မိဘကမိဘပိသားမှုတော့လို့တယ်တကားတော့မှအဖေမေးရှိတယ်ဆိုကြစို့အဲ့ဒီအဖေမေးသည်ဖေတံဘူးအမေတံဘူးတော့ရှိဖို့လိုအပ်တယ်။ဘဘလိုတော့ဆိုတော့တကားတော့ရှာသမ ्या ဟာသူတို့ဒီရောက်မှာသူတို့ကထိုက်တန်တဲ့ဂုံလိုအပ်တယ်။ အရဟံဂုံလိုအပ်တယ်လို့ဆိုလိုတာသဘောပေါက်တယ်နော်အရဟံဂုံဆိုတာဗုဒ္ဓစီမာရင်ရှိတာမဟုတ်ဘူးမိဘတွေစီမာလည်းမိဘအလိုက်ရှိတယ်တန်ဃာတွေစီမာလည်းတန်ဃာတွေအလိုက်ရှိတယ်တခါတော့စီမာလည်းတခါတော့အလိုက်ရှိတယ်မထိုက်တဲ့လူစီမာစီးစိမ်မနေဘူးမှန်သလားမထိုက်တဲ့လူစီမာစီးစိမ်မနေဘူးတခါတော့အဲရကောင်းဘလောက်ပဲဖွင့်တာဒါဒီလိုဟောကန်းကြီးထဲမှာဖွင့်တာရင်အေးမလားယအဲ့ဒီအတိုင်းပဲဒီလိုဆိုရင်ဒီအေးတွေနေအောင်ဘာလုပ်ရမလဲ အားလုံးကိုဘာလုပ်ရမလဲပိတ်တဲ့နာတွေပိတ်ရမယ်ဆိုးတဲ့နာတွေဆိုးရမယ်လုံခြုံတဲ့နာတွေလုံခြုံရမယ်မှန်ကန်ရလားဟုတ်တယ်ဒုတိယကတော့အဲ့ဒီလိုမျိုးမိဘနှစ်ပါးကိုပူဇော်ခြင်းနဲ့ဆိုရင်မိဘတွေကလည်းသီလနဲ့တမာရီနဲ့ပညာနဲ့သိက္ခာနဲ့တမာရီနဲ့ဒီလိုရှိဖို့လိုအပ်တယ်အချိန်နှံပရိစိတ်လို့အချိန်နှံဖျားရှိကိုလို့ငါသားလေးကြံပါပါစေငါသမီးလေးကြံပါပါစေလို့မေတ္တာပို့လို့ အိန္ဒဝိန္ဒာရေနတ်တေကျမ်းမာပါစေချမ်းသာပါစေလို့နှလုံးသားထဲမှာဘလောက်အေးသွားတော့ဗျာပူနေတယ်ဆိုဒါရွတ်အိမ်မှာအိမ်မှာပူနေတယ်ခံစားရတာတမျိုးကြီးပဲစီစီကကမဖြစ်ဘူးဒါရွတ်ဒါရွတ်အချိန်တိုင်းမှာရွတ်ကော်ဖီလေးတောက်ပြီးတော့ရွတ်မလားရွတ်နိုင်တယ်ဖျားရှိမှရိုးသေးသေးရွတ်မလားရွတ်နိုင်တယ်သဘောပေါက်ရလားအာအဝတ်အစားလေးကိုတော့နန်းနာလေးမဝတ်နဲ့အနှံ့ရှင်းရှင်းလေးဝတ်ထား ဟုတ်တယ်နော်ကောင်းစရာမလိုဘူးကြီးညော်တော့กินရမယ်ပေါ့သပင်းလေးကောင်းကောင်းမွန်မွန်လေးဖီးထားဟုတ်ရလားလက်ကလေးတွေဆေးပစ်လိုက်ခြေလေးတွေဆေးပစ်လိုက်ရွစံအချိန်ရင်ရွအချိန်ချင်းရွတခါတော့ဘလူဖြစ်လာတာမသိဘူးတဖြည်းဖြည်းနဲ့လူနဲ့ကိုနဲ့စိတ်နဲ့ကိုနဲ့ကတ်လာတယ်နတ်တွေစောင်းလျှောက်လာတယ်ညံတွေထက်လာတယ်အတွေးတွေမှန်းလာတယ်အလုတ်တွေမှန်းလာတယ်အပြောတွေမှန်းလာတယ်စီးပွားတက်ပြီပေါ့ကျမ်းမာရေးတွေကောင်းပြီပေါ့ စိတ်ဝါလတ်လာပါတယ်ဘာဖြစ်တော့ကိုယ်စီကိုအင်ကမ်းအင်ကမ်းအင်ကမ်းတခုပြီးတခုတန်းစီပြီးတော့ရောက်လာလိမ့်မယ်သဘောပေါက်ရလားဒါကြောင့်မို့ဥစဉ်ရဲ့ဘယ်ဘက်ကဆရာတော်လိုမျိုးကလေးတွေယာချီပြီးတော့ကျွေးမွေးနေရတယ်ဒီလိုเจ้าဆောင်ကြီးတွေပြီးကျင်တယ်ဖျားတန်နေတဲ့ပုဂ္ဂိုလ်တွေဖျားပြီးကျင်တယ်ဆိုရင်မပြင်းနဲ့ဒါကိုများများကြီးရောအထိတ်ထံပရိစိတ်သဘောပေါက်ရလားဖြစ်လာလိမ့်မယ်တဲ့ဘာတော့ဆိုရင် concentrate လုပ်လိုက်တာဟုတ်ရလား ။တနည်းပြောရင်ဘာဖြစ်တာတော့စုစည်းလိုက်တာ။စုစည်းလိုက်တာ။ဘာနေတော့ဘာနဲ့တူတော့သလို့ရှိရင်တူနေတော့တူနေတော့လို့ပဲ။တူနေတော့ဆိုတာရှိသမျှအားတွေအကုန်လုံးဆွဲစိတ်တယ်မလား။ဟုတ်တယ်မလား။ဟုတ်တယ်။တငယ်ချင်းတွေကိုဆွဲစိတ်ပြတယ်။ပါဝါဖြစ်လာတာပေါ့။နော်။အိမ်ကပုံကိုယ်တွေကိုဆွဲစိတ်ပြတယ်။ပြီးတော့ဘာလို့မိတ်ဆွေတွေကိုဆွဲစိတ်ပြတယ်။နတ်တွေပါဆွဲစိတ်နေ။ဗုဒ္ဓဖရာသခင်ဟာ တတ္ထတွေဝမနုဿနာဆိုတာအဲ့ဒါကိုပြောတာဖခင်ကလေးတင်ရှင်တဲ့ကဘာတသိပါရမီဖြည့်လာတာဆိုတော့အရန်ကျွမ်းကျင်တာပဲဒါကြောင့်မို့ပါဖြစ်တော့တခဏချင်းအချင်းမြတ်စွာဘုရားကဆွဲစေလိုက်တာနော်ရောဇာဆိုတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားတခင်ငါးသီလာစီလို့ထိဋ္ဌာန်တော်မူတာသာသနာမကြည်ညိုတဲ့ရောဇာကလေ နွားကလေးကနေပြီးတော့အမေပြောက်လို့ရှာနေသလိုပဲတဲ့စာပေထဲမှာရောစာမန္လာဝတ္ထုဆိုတာရှိတယ်အတင်းကိုလိုက်ရှာတော့တာပဲဖះကိုတွေ့ရမှဖះကိုတွေ့ရမှမတွေ့ရရင်မနေနိုင်ဘူးဒီလိုဖြစ်တာသဘောပေါက်ရလားတို့ပြိတ္တတို့ဒါကြောင့်မို့ဥစဉ်ရဲ့ဒီနေ့ဓမ္မကထာကိုဒီမှာပင်ဏီကုံချုပ်ချက်ပါတယ်